ဆက်အနာသိမ်းထားတဲ့၄နှစ်ကျော်မှနိုင်ငံတော်ဝန်စစ်ကောင်စီကိုဆက်ကျင်တဲ့နှစ်ဖက်တိုက်ပွဲတွေနဲ့စစ်ကောင်စီရဲ့မြေပြင်ဝေဟင်ကလူတို့ကိုပြစ်မှတ်ထားနေတဲ့တိုက်ခိုက်မှုတွေကြားမှာနိုင်ငံတော်ဝန်ဘေးဒုက္ခမျိုးစုံခန်းစားနေရချိန်မတ်လ28ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့သကိုင်းငလင်တဘာဝဘေးဒဏ်ကိုလူတို့ဟာထပ်မံခန်းစားခဲ့ကြပါဗျာ။ အဲ့ဒီအချိန်မှာနှစ်ဖက်အပြည့်ရက်ကြောင်းကြီးညာချက်တွေကိုစစ်ကောင်စီအပါအဝင်အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒါလက်နက်ကိုင်အဖွဲ့တွေကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့အပြည့်ရက်ထုတ်ပြန်ပြီးတဲ့နောက်တစ်ရက်မှာပဲစစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုတွေကိုစတိုက်လုဆောင်ခဲ့တာကြောင့်မတ်လ28ရက်နေ့ကနေဧပြီလ17ရက်နေ့အထိတိုက်ခိုက်မှုအကြိမ်ကြီး166ကြိမ်ပြုလုပ်ခဲ့ပြီးအပြစ်မဲ့ပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့ဝင်115ဦးသေဆုံးခဲ့ရပါတယ်။ တဖက်မှာလည်းစစ်ဘေးနဲ့သဘောဘေးအန္တရာယ်ကြားမှာလက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေရပ်တန့်ပြီးတွဲဆုံဆွေးနွေးမှုတွေရှိလာနိုင်လားဆိုတဲ့အမြင်တွေရှိနေတဲ့အပေါ်ရှေ့ပြေးအသံ Progressive Voice ရဲ့ Director ဒေါခင်အောင်မကသုံးသပ်ပြောဆိုထားပါတယ်ရှင်။ဒီစစ်အုပ်စုကပြောမယ်ဆိုလို့ရှိရင်တွဲဆုံဆွေးနွေးရေးဆိုတဲ့အဥ္စာကိုတသက်လုံးအာသူလို့သူလှုပ်ချင်တယ်လို့သူချဲလဲပြီးတော့မှအာပြောမယ်ဆိုလို့ရှိရင်တော့လှည့်စားမှုပေါင်းများစွာနဲ့သူကဟိုအခုအခုအခု ပြောချင်တာတော့ဟိုဘယ်လိုခေါ်လဲဟိုအခုပဲဆေးချိုကျွေးအခုပဲဆေးကကျွေးဒီဘက်ကိုဆေးချိုကျွေးဟိုဘက်ကိုဆေးကဆေးကကျွေးဟိုဘက်ကိုအာဟိုတွေ့တွေ့မယ်ပြောလိုက်ဒီဘက်ကိုခြားထလိုက်ဆိုတဲ့ဟာကသူတသက်လုံးဓာတ်နဲ့ပဲကျင်းလဲလာတော့ ြောမယ်ဆိုရင်တော့ဟိုကျမတို့ဒီဟိုသူ့ရဲ့ဒီနိုင်ငံရေးစေတနာကအစတည်းကမှန်မမနေတာလीเนาะနိုင်ငံရေးစေတနာမမှန်လို့လဲကျမတို့တိုင်းပြည်ကဒီလောက်အထိတွင်းရတိထက်ဟိုပြည်သူလူထုအတွက်ဒုက္ခတွင်းကတိထက်ပို့ပို့ပြီးနှက်လာခဲ့ကြတာဟိုဆိုတဲ့အခါကျတော့ဒီကာလမှာအာငလျင်ကိုအကြောင်းပြုပြီးတော့မှတွဲဆောင်ဆွေးနွေးရေးဖြစ်နိုင်တယ်လို့သုံးသပ်ကြတဲ့သူတွေအထူးသဖြင့်နိုင်ငံတကာအဝန်ဝိုင်းမှာပို့ရှိပါတယ် ဲ့လိုရှိတာလဲသူတို့ဘက်ကကြည့်လို့ရှိရင်ကျွန်မနားလည်ပြီးလို့ရတယ်ဥမာအဆူနာမီဟိုဆူနာမီဖြစ်သွားတဲ့အချိန်မှာကျွန်မတို့ဒီအာချေအင်ဒိုနီးရှားအာချေပြည်နယ်ကတော်လန်ရေးလုပ်နေတဲ့တော်လန်ရေးကောင်းဆောင်နေနဲ့အာအင်ဒိုနီးရှားဘဟုအစိုးရနဲ့အာဒီဟိုဟိုဘာလဲဆူနာမီကယ်ဆယ်ရေးလုပ်ငန်းတွေလေအဲ့ဒါတွေကိုသူတို့အတူတူလုပ်ပြီးတော့မှအပြည့်ခက်ရက်စေးရင်းနဲ့ငင်းချမ်းရေးစာချုပ်တွေချုပ်လိုက်နိုင်တယ်ဒါတွေကိုကြည့်တဲ့အခါကျတော့နိုင်ငံတကာကအဲ့လိုမျိုးပေါ့သူများနိုင်ငံကိုကြည့်ပြီးကျမတို့နိုင်ငံကိုသုံးချက်အတွက်နီးနဲ့လာလာတွေ့ပြီးတော့သူတို့ကအပြည့်ထုတ်ချက်လာတယ် ဒါပေမဲ့တို့နားမလည်နေတာကဒီမြန်မာစစ်အုပ်စုရဲ့အတွေးခေါ်ပိုင်းဆိုင်ရာကိုတို့ကတေချာနားမလည်နေအခုချိန်ဒီစစ်အုပ်စုမှာနိုင်ငံရေးဆန္ဒလည်းမရှိဘူးတော်လူတတ်ဖို့ပဲသူစိတ်ဝင်စားတယ်သူ။တော့သူသူအာနာတီမြဲရေးနေသူချမ်းသာရေးအတွက်ဆိုရင်သူဘာလောက်ကလောက်ကတတိုင်းမြေလုံးတတ်ရလဲသူတတ်မဲ့သူတွေဖြစ်နေပြီ။အဲ့တော့ဒီနေရာမှာတွဲဆောင်ဆွေးနွေးရေးကဖြစ်နိုင်တယ်လို့ပြောတဲ့ဥစ္စာကိုလက်ရှိသူပြတဲ့တက်တင်နဲ့ကြည်တာနဲ့တင်ငလျင်လောက်ကလေးကလည်းသူက ဒီအမြောက်နဲ့ဒီလက်နက်ကြီးပြစ်နေတာတွေလေရင်ဖုံးကျဲတာတွေမရက်ဘူးပြီးတော့ NUG နဲ့ဟလာဒီ KIA တို့ဟလာဒီမြောက်ပိုင်းညင်အောင်သုံးဘွဲတို့အပါအဝင်ကအပြစ်ခတ်ရစေရေးသူတို့ခေါ်တယ်အဲ့ဒီတော့ तू ကနှစ်ရက်နေမှာတော့ तू ကအပြစ်ခတ်ရစေရေးကိုလည်း तू ကပါအာသုံးဘတ် तू ကခေါ်လိုက်တယ်ဒါပေမဲ့ခေါ်တဲ့နေ့မှာပဲသူကဆက်ပြီးဘုံကျက်နေတယ်လीဆိုတော့ပြောချင်တာကကျမတို့ကဟိုဟို မကောင်းမြင်ဝါဒနဲ့ရှောက်လိုက်ပြောတာမဟုတ်ဘူး။ तू လှုပ်ခဲ့တဲ့အလုပ်ရဲ့တသက်လုံးလှုပ်ခဲ့တဲ့တက်တည်အထောက်အထားတွေကိုကြည့်ပြီးတော့ပဲကျမတို့ကဒါကိုပြောတော့တွဲဆုံဆွေးနွေးရတာမဖြစ်နိုင်ဘူး။နောက်တစ်ခုကတွဲဆုံဆွေးနွေးရေးကိုဒီအခုအထူးသဖြင့်ကျမတို့စိတ်ပူတာဆိုရင်အာဆီယံပေါ့။အာဆီယံဆိုလို့ရှိရင် तू ကဟိုဒီတွဲဆုံဆွေးနွေးရေးဖြစ်ရေးကိုပဲ तू ကဒီစေအုပ်စုနဲ့ပြန်ပေါင်းထုတ်ရေးကိုပဲအတင်းကြီးလိုက်ပြီးတော့မှတော်လန်ရေးကိုတော်လန်ရေးအင်အားစုတွေကို အတင်းကြီးလိုက်ပြီးတော့မှဖြေအားတွေပေးရင်လေ။အဲကျွန်တော်တို့ရက်ဖက်ဖွဲ့စည်းတွေကကြောင်လဲပြောပြီးသွားပြီ။နော်ဟိုအစည်းအဝေးတွေမှာပြောတယ်။ကျွန်တော်တို့ရဲ့အာ statement နေနဲ့လဲကျွန်တော်တို့ paper တွေနဲ့လဲထုတ်ပြန်ပြီးကျွန်တော်တို့ကျင်းညာတယ်။တော်လန်ရေးကိုလာပြီးဖြေအားမပေးနဲ့။တွဲဆောင်ဆွေးနွေးရေးနဲ့တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့အဖြေကိုတကယ်လိုချင်လား။လိုချင်လို့ရှိရင်ဒီတိုင်းပြည်ရဲ့ဖြစ်ခဲ့တဲ့290ပြဿနာတွေကိုနားလည်အောင်ကြည့်အဲ့တော့အကြမ်းဖက်မှုတွေရဲ့ရေးမှာတကက် disproportionately လေချောင်းနဲ့ပါ တာမန်အယက်သားပြည်သူလူထုနဲ့တာမန်အယက်သားပြည်သူလူထုရဲ့နေနေတဲ့အဆောက်အုံတွေကြောင်းစေကံစသဖြင့်เนาะပြည်နေတဲ့ဖရာကြောင်းတမင်သက်သက်ရည်ရွယ်ချက်ထားပြီးပြတ်မှတ်ချပြီးပြတ်မှတ်ထားပြီးချနေတဲ့ဒီစေအုပ်စုကိုအဲ့ဒါရက်သွားအောင်လောက်တော့မပြောနိုင်ပဲနဲ့ကျမတို့ဒီလိုအလားဟိုဒီဟိုနိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့သူတွေနဲ့မင်းတို့အခန်းထဲထိုင်ပြီးကော်ဖီတောက်ပြီးတော့ထိုင်စကားပြောလိုက်ပါဆိုတာတော့တရားလွန်လွန်နေပေါ့နော်ကျမတို့အဟိုဒီနှစ်လေးနှစ်တာ အဟိုအသက်တွေပေးပြီးတော့မှဘဝတွေရင်းပြီးတော့မှစ조사ထားကြတဲ့ဒီຫນွေဥတော်လန်ရေးကလူငယ်မျိုးဆက်တွေရဲ့ယုံကြည်ချက်တွေနဲ့ဆွန့်လွတ်မှုတွေကိုလည်းစော်ကားရရောက်တယ်ကျွန်တော်တို့ပြည်သူတွေကလုံးဝဒီစစ်တပ်ကိုဖယ်ရှားချင်တာကိုလည်းသူတို့စော်ကားရရောက်တယ်လက်တွေလည်းမကြောက်ဘူးလို့ကျွန်တော်တို့မြင်ပါတယ်